ို့ကိုအသက်ကြီးရတော့လက်ခံတယ်လေဒါပေမဲ့အဲအန်တီဆိုတဲ့နာမည်ကြီးကဘာမှမသိဘူးပို့ဆိုလိုက်သူများအန်တီမဟုတ်အဘိုးလည်းဆိုဟိုကိုရတကယ်ကိုအပွားရွယ်လောက်ကိုမှမကိုအန်တီလို့ခေါ်တယ်ကွာတော်ယုံတန်ယုံတော်ယုံတန်ယုံအမျိုးသမီးတွေဆိုကွာအမကပဲခေါ်တယ်အမအသက်42နှစ်မှာအမကအသက်20လောက်ကအန်တီလာခေါ်လို့ရှင်တိတ်အစင်မပြေဘူးလားလို့လေတွတ်တက်ရတွတ်တက်ကြအောင်မြင်အောင်မြင်ကြအောင်ကတော့အလိုက်ကန်းစိုးလေးတိပြီးတော့အေးသုံးမလေးနားလိုက်မှရတာပေါ့နော် လို့ရှိရင် anti လို့ခေါ်ရင်မကြိုက်ဘူးဟို anti လို့ခေါ်ရင်မကြိုက်ဘူးဆိုတာလေ anti လို့ခေါ်တဲ့အရွယ်ကိုလည်းစဉ်းစားရတယ်ကိုယ်ဆိုလည်းသူများအောင် anti မခေါ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့တကယ်ကိုအပွားရွယ်လောက်ကိုမှမကို anti လို့ခေါ်တယ်ကွာတော်ယုံတန်ယုံတော်ယုံတန်ယုံအမျိုးသမီးတွေဆိုကွာအမပဲခေါ်တယ်အဲ့ဒါမဲ့တချို့ကြီးကလည်းရတယ်အန်တီခေါ်ပေးပါဆိုလို့ရှိရင်လည်းအန်တီခေါ်လိုက်တာပေါ့နော်။များသောအားဖြင့်တော့မမအမဒါရိုသေသမှုနဲ့ခေါ်ရတာ။ဘာဖြစ်လို့လဲဆိုတော့တိုက်တယ်လို့ရှိရင်မကြိုက်တယ်လို့ရှိရင်အမတို့ဆိုရင်အမအသက်42နှစ်မှာ မောင်အသက်20လောက်ကအန်တီလာခေါ်လို့ရှင်တိတ်အစင်မပြေဘူးလားလို့လေနော်ဒါတော့ကိုကိုကိုစဉ်းစားကြည့်တာပါဘာဖြစ်လို့ဆိုတော့ဟိုကိုကိုကိုအသက်ကြီးရတော့လက်ခံတယ်ဒါပေမဲ့အဲအန်တီဆိုတဲ့နာမည်ရောဘာမှမသိဘူးအန်တီတို့ခေါ်တဲ့လူတွေကတိတ်ပြီးတော့အောင်မြင်လို့တတ်မှုတိတ်ပြီးတော့မရှိကျင်တဲ့လူတွေလို့သတ်မှတ်ပါတယ်မအားတော့တို့တက်ရတို့တက်ကြအောင်မြင်အောင်မြင်ကြောင်းကတော့အလိုက်ကန်းစိုးလေးတိပြီးတော့အေးသုံးမလေးနားလိုက်မှရတာပေါ့နော် ပင်ကြိုက်တယ်မသိဘူးအပင်မှန်သမျှအကုန်ကြိုက်တယ်မှာအခုလောလောဆယ်တော့ဟိုကတိုက်ခန်းတဲ့ပဲနေတာဆိုတော့လေဟိုအိမ်ထဲမှာစိုက်လို့ရတဲ့ indoor plant တွေပဲပေါ့နော်အတကယ်တော့အမအစားပဲတီးပင်တွေလည်းအကုန်စိုက်ချင်တာအကုန်လုပ်ချင်တာတောင်းလို့လည်းသမားလုပ်ချင်တာ ဟဲ့မမေးပါနဲ့အဲ့လိုပဆိုင်အကြောင်းကြီးဘလောက်ကုန်တယ်ဘလို့ကုန်တယ်လို့ပြောရတဲ့ဟာကြီးရလေရှင်ထဲမှာတိတ်ပြီးတော့အဲမကောင်းဘူးပေါ့နော်ဟိုပြောရမယ်ဆိုကိုယ့်အိမ်မှာဝယ်ထားတဲ့ပန်းလေးတွေကကိုယ်ကိုယ်ဝယ်ထားရလဲပါသလိုကိုယ့်ကိုလည်းချစ်လို့လက်ဆောင်ပေးထားရလဲပါတယ်တံမိုးနဲ့ဆိုလို့ရှင်တော့ငွေကြေးတံမိုးနဲ့ဆိုလို့ရှင်တော့ဘလောက်ရှိမလဲတော့မသိပေမဲ့ကိုယ့်ရဲ့ရှင်ထဲကသူတို့ချစ်တဲ့အချက်ကတော့အာဟိုလမ်းမရချိုးလာတဲ့ပိမ့်မင်လည်းချစ်တာပဲအိမ်မှာရှိနေတဲ့မေတော်ကြီးကမုန်းကြီးလည်းချစ်တာပဲသိရမလားအဲ့တော့တံမိုးကတော့တံမိုးမဖြတ်နိုင်ပါဘူးမေတော်ကြီးကမုန်းလေးပွင့်လာလို့တောက်ချောင်းလေးလား အဲ့ပင်နီကိုပင်နီနေတိုင်းစကားပြောတယ်သူတို့တော့ပြန်မပြောသေးပါဘူးသူတို့ပြန်ပြောရင်တော့ပြဿနာရှိပါပြီဟုတ်ကဲ့သူတို့လည်းပြန်မပြောသူတို့တွေပြန်မပြောတစ်ခါတက်ပဲအရွက်ကလေးတွေအဲ့လိုအညောင်လေးပေါက်လာပြီဆိုလို့ရှိရင်ယေဖိုက်တင်းမှတည်ရမှာယေကောင်းကောင်းမွန်မွန်လေးကြီးထွားပေးပါယေသူတို့လက်ခုပ်တွေတော့တီးသူတို့တွေအားပေးရတာပေါ့နော် အပြီးလို့ရှိရင်လည်းအပွင့်တပွင့်အပင်အရွက်တရွက်ထွက်လာပြီဆိုလည်းအမလီကျေးဇူးတင်လိုက်တာလှလိုက်တာရေသူ့သွားပြောပေါ့နော်အဲ့လိုပေါ့ချိန်ချိန်ပေါ့တေးတိုင်းလည်းရှိပါတယ်အဲ့ဒီကြက်ခါကြလည်းအသေးကွဲရသေးတယ်ဒါပေမဲ့အပင်တင်းတင်းလေးတွေဆိုတာတိတ်ပြီးတော့ပြဿနာမရှိပဲဒါပေမဲ့လည်းအဲအဲ့လိုဒီဘာလို့ရှင်လဲသူတို့တွေကိုသိရမလားမြစ်တာမြစ်တာတုတ်တွေရွတ်ပေးတယ်အဲ့လိုမျိုးပေါ့နော်ဒါရနာပရိတ်ကြီးရွတ်တယ်ပြီးတော့သင်းတွေဖွင့်ပေးတယ်ပြီးလို့ရှိရင်အာရေတွေဖြန်းပေးတယ်ပြီးတော့နောက်ဆုံးဖျောင်းနိုင်တွေလည်းထွန်းတယ်အမွေးနိုင်တွေလည်းထွန်းတယ်အကုန်ပန်းမြေအကုန်လုံးကြိုက်တယ်အဲ့လိုမျိုး မအဲ့မလေးအပင်နေကကျမတခါလေလိုလိုက်တာအဲ့တဲ့ကတော့လူရဲပြီးဖိတ်တာပေါ့နော်ဟိုဖြည်း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 ချင်းပဲအမကတခါလေအိမ်တက်ကိုတခါလေလူတွေအများကြီးလာပိတ်လိုက်အိမ်ညပတ်ပြီးကြံခဲ့မှာဆိုတော့ငါးယောက်တခါပြီးဖိတ်တယ်အိမ်ဆောက်တာတနစ်ွယ် ြန်ပြီးအိမ်တက်လုံးမှာနှစ်နှစ်ဘာလို့လဲဆိုတော့လေတပတ်တစ်ခါပေါ့သူတို့တွေ9ရောက်လောက်ခေါ်လိုက်ကမင်းကျွေးလိုက်ပြီးလို့ရှိရင်ကိုကိုတိုင်းချင်းလိုက်တုတ်တင်လိုက်ဘာညာလုံးလိုက်ပြန်ပြီးတော့အိမ်လေးကိုပြန်စီလိုက်တခါနောက်တစ်ယောက်9ခါလောက်ခေါ်လိုက်ဘာလို့လဲဆိုအများကြီးတစ်ခါတော့ခေါ်လိုက်လို့ရှိရင်လေဟိုအဲ့ခါမှလည်းဆိုတယ်ပြီးတဲ့ခါကျတော့ရှိအဲ့အဲ့တည်းအများကြီးနဲ့လေအိမ်ကြီးပတ်ပြီးချုပ်ပွားသွားမှလည်းအော်မလေးလာတဲ့အဲ့တဲ့တွေကတော့အေးဟိုလာမမပြောချင်တာမရအောင်ခရင်ပေါ်ခုံနေပေါ်မှာခရင်နေပေါ်မှာအားလုံးကတခါတည်းပဲ သွားကြတာပဲစကားတိတ်ပြောစင်အမအိမ်ရောက်လို့ရှင်တိတ်ပြီးစကားပြောစင်တိတ်မရအောင်ဘာလို့ခုံလေးခလေးမမမနေပြီးလို့ရှင်ကိုကတော့လေကိုကတော့စိတ်ကူးရင်နာတာဟာငါတကယ်ရှင်နေတာငါခုံလေးမမငါအတင်းနေတုတ်ကြမယ်ပေါ့သူများမကောင်းကြောင်ကိုကောင်းကြောင်နေပြောကြမယ်ပေါ့ဆိုပြီးလှုပ်ထားပါမယ်အိမ်လာလို့ရှင်အကုန်လုံးအိတ်ပြောပြောသွားပြီးတော့ကိုတယောက်တည်းပဲဒီဒန်နီစီမိုင်လေးတွေစိတ်ကလေးတွေစိတ်ပြီးတော့သူတို့တွေကခါတဲ့ခုံမမအကုန်လုံးအတုံးလုံးပက်လက်တွေအိတ်ပြောနေတာအဲ့လိုအခုတော့လေတကယ်တမ်းပြောရရင်အိတ်အိတ်အိတ်ပြောင်းနေဆိုတော့မလွယ်ဘူးတိလားအခုချိန်ထိအိမ်ကို အာနေသားမကစီးအကုန်မချရသေးဘူးအဲ့ဒါကြောင့်အမအိတ်ခန်းဆိုတဲ့နေရာမကြသေးဘူးအိတ်ခန်းနှစ်ခန်းစလုံးနေရာမကြသေးဘူးအဲ့ဒါကြောင့်ဧကန်းမဲ့နေရာကြသေးလို့ဧကန်းမဲ့တက်ဖို့မရဘူးဧကန်းကလည်းယူတက်ဖို့မမြင်ရဘူးမလားဘာလို့လဲဆိုတော့တခြားနေရာတွေကဟိုလိုချင်တဲ့ပစ္စည်းလေးတွေလည်း ရသေးဘူးပြောပစ္စံလည်းထက်ရှားအောင်ပဲလေအဲ့ဒါဆိုဟိုကအေးအကျန်းတယ်ပြွားပြီအကုန်လုံးပြီးတော့ရတယ်အခုအထဲထဲမှာထည့်တဲ့ဥမာကွာလိုက်ကားလေးတွေကော်စောလေးတွေဒါလေးစီကွေးလေးတွေကြံမာသေးတယ်လို့ရင်အခုရှင်ထဲမှာနာပြီးတော့ရှင်ထဲမှာနာပြီးကြံခဲ့တယ်ဒါမဲ့လည်းဒီလိုပါပဲအာကိုနားကိုရတခုရဲ့ပြီးတော့လည်းနောက်တစ်ခုလည်းဒါအမအတွက်ဟိုအလုံးနဲ့လည်းတက်ဆိုင်တာဦးလေးနော်အလုံးနဲ့လည်းတက်ဆိုင်တာဆိုတော့အမကခြေတယ်လေးတွေလုံးတင်တာဆိုတော့တအိမ်လုံးကိုမြမခြေတယ်တွေနဲ့ အဲအစင်မြင့်မြင့်အစင်မြင့်မြင့်မြမချီတယ်ပေါ့နော်အစင်မြင့်မြင့်မြမချီတယ်ဆိုတာနဲ့အစင်မြင့်နေဆိုတာနဲ့သိကြည့်ရင်မထင်ပါနဲ့နော်အစင်မြင့်နေဆိုတာက quality ကောင်းကောင်းလက်ရကောင်းကောင်းလေးနဲ့မြမချီတယ်လေးတွေကိုဒီလိုမျိုးလေးတွေတုံးလို့ရပါလားဆိုတာလေးကိုကိုကတထောင်းတနေရာနေပြစင်တာပါကိုလုံနိုင်တဲ့နေရာနေပြီးတော့မြမချီတယ်ထုတ်ကုန်လေးကိုပြင်တင်ပေးနေတာပါတာပေါ့နော်အဲညရာဒီရောက်တော့မှဆိုတော့လေထပ်ပြီးတော့ဟိုတတိပေးစင်တာကတော့ အဲအပူတန်ခံနိုင်အောင်ဟာရက်စီအောင်စားပါအပူတန်ခံနိုင်အောင်အာနေထိုင်တဲ့ lifestyle လေးကိုရွေးချယ်ပါပြီးတော့လူကြီးလူမတွေရှိလို့ရှိရင်နောက်တော့ကိုယ်အိမ်ကဝေးထားတဲ့တိဥစ္စာတိရစ္ဆာန်လေးတွေရှိမယ်၊ကိုယ်လေးတွေကြောင်လေးတွေရှိမယ်ပြီးတော့ကိုယ်မှာရှိတဲ့အပင်လေးတွေရှိမယ်ဒါတွေအားလုံးကိုရေတပ်ဖို့မမေ့ပါနဲ့ရေတိုက်ဖို့လည်းမမေ့ပါနဲ့